ဒီလိုပုံသွင်းခံထားရလို့လူသားအစားထိုးအလုတမားတွေဖြစ်လာတဲ့ထိုင်းနိုင်ငံကမြောက်ကလေးတွေထိုင်းနိုင်ငံကအုံချံတွေမှာဆိုရင်မြောက်ကလေးတွေအများကြီးရှိနေတတ်တယ်လို့ဒီမှာမြင်နေရတဲ့ truck ကားတွေပေါ်မှာဆိုရင်လည်းအဲ့ဒီမြောက်ကလေးတွေကကားစပီယာအဖြစ်နဲ့အမြဲတမ်းလိုက်ပါနေကြပါတယ်။ဒါကသူတို့အတွက်အပျော်ခီးလူမျိုးကစားနီးတစ်ခုလူမျိုးတတ်မှတ်ပြီးတော့ပြည့်မှုနေထိုင်တာမဟုတ်ပါဘူး။ဒီမြောက်ကလေးတွေကရည်ရွယ်ချက်ရှိရှိနဲ့စနစ်တကျပုံသွင်းခြင်းကိုခံထားရတာဖြစ်ပါတယ်။ဟုတ်ပါတယ်ထိုင်းနိုင်ငံမှာမြောက်ကလေးတွေကိုလူသားအစားထိုးအလုတမားအနေနဲ့တွင်းတွင်းကြဲကြဲနဲ့အသုံးပြုကြပါတယ်။ အထူးသဖြင့်ကတော့အုံမင်တက်တဲ့လုပ်ငန်းတွေမှာပါပြိတ္တတို့အားလုံးသိကြတဲ့အတိုင်းပဲမြောက်ကလေးတွေဆိုတာကအုံမင်တက်တဲ့နေရာမှာအရန်ကိုကြွန့်ကျင်ကြတဲ့တရဝါတွေဖြစ်ပါတယ်။ဒါကြောင့်မို့လို့လူသားတွေကအနေအများအထီးကိုက်ခံပြီးတော့အုံမင်အမြင့်ကြီးတွေကိုတက်ကအုံဒီခူးယူရမယ့်အစားမြောက်ကလေးတွေကိုပဲတေချာလေးကျင်ရေးဆင်ခိုင်းပြီးတော့အပင်မြင့်မှာရှိတဲ့အုံဒီတွေကိုတလုံးချင်းစီဘလို့ခူးယူရမလဲဆိုတာကိုသင်ကြားပေးကြပါတယ်။ဒီမှာမြင်ရတဲ့လိုမျိုးသူတို့ကိုအသေးစားပြိုင်ပွဲလေးတွေပြုလုပ်ပြီးတော့စိတ်သက်ခွန်အားတက်ကြွလာအောင်လေလှုံ့ဆော်ပေးပါသေးတယ်။ အဲ့ဒီလိုမျိုးတလားလောက်ပုံသွင်းလေးချင်းပေးလိုက်တာနဲ့တင်မြောက်ကလေးတွေကတော်တော်လေးကိုအချိုးကျနေပါပြီ။မြောက်ဆိုတာကလူသားတွေနဲ့ဆက်ဆက်နေတဲ့တံတားလေးတွေဖြစ်တာကြောင့်မလို့တင်လဲတက်လွယ်ပါတယ်။သူတို့ကဘလောက်တောင်းလဲဆိုရင်အဲ့ဒီအုံသီးတွေကိုတလုံးချင်းစီတိတိချာချာခူးယူပြီးတဲ့နောက်မှာအခုမြင်နေရတယ်လို့မျိုးကားပေါ်တင်ပေးတာစကားချင်းတွေကိုထည့်ပေးတာစာရာတွေကိုပါကြမ်းကြင်စားနဲ့လုကင်တက်ပါသေးတယ်။ပြီးရင်တော့အဲ့ဒီအုံသီးတွေကိုရောင်းချမဲ့ဈေးတဲ့အထိကားပေါ်တက်ကလိုက်ပြီးတော့ပို့ပေးကြပါသေးတယ်။သူတို့ကတကယ်ကိုမှတောင်းဝင်ကြည့်တဲ့လူပစ္စည်းလေးတွေကိုပြောရမှာဖြစ်ပါတယ်။ အလုပ်တွေအားလုံးပြီးဆုံးသွားတယ်တနိတာရဲ့ညနေခင်းမှာတော့တခင်ပြစ်သူကသူတို့ကိုငပြောသီးသုံးလေးလုံးကြွေးတာဒါမှမဟုတ်အခုမြင်နေရတဲ့လိုမျိုးအချွေအေးအေးလေးကိုတိုက်လိုက်တာမျိုးဆိုရင်သူတို့ကမြောင်မူလဲဖြစ်အောင်လို့ကာကွန်ပြီးတော့ကိုအတကုံပြောရှင်းနေကြပါပြီဒါကြောင့်မလို့ထော့ကိုင်းတွေကတော့ခိုင်ကောင်းကောင်းနဲ့ပဲအခုအချိန်ထိမြောက်ကလေးတွေကိုမညာမတာနဲ့ခိုင်းနေကြတာဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောအခုလိုမျိုးမြောက်ကလေးတွေကိုလူသားအစားထိုးအလုပ်သမားအနေနဲ့စနစ်စကျလေ့ကျင့်သင်ကြားပေးနေတာနဲ့ပတ်သက်လို့ဘယ်လိုများထင်မြင်မိကြသလဲဆိုတာကိုလည်း comment မှာပြောပြပေးခဲ့ကြပါဦး